ပြသများအားလုံးပဲမင်္ဂလာပါရှင်။ April 6ရက်တမင်းစမ Prime Time မင်းစမတရင်အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီစီစဉ်ကိုကျမကြိုချမ်းတဲ့အတူမင်းစမ Wine Dot သူ Wine Dot သားတွေကတက်ဆက်ပေးသွားမှာပါ။အင်းတော်နယ်ဖလန်ကိုတော်လရင်တက်ဖွဲ့တွေကတင်ပိုက်လိုက်ပြီးဖြစ်ပါရစေ။ငလင်းနမဲအခေါ်ဝတ်နဲ့ပတ်သက်ပြီးတော့အငင်းပွားမှုတွေဖြစ်နေကြပါရစေ။ဆစ်ဆောင်စခန်းကမင်းကလေးငယ်၃ယောက်ကိုပြန်ပြီးဆွဲတက်ဖြတ်ခဲ့တဲ့တရက်ခန့်ကို KIO ကတည်တံ့ချမှတ်လိုက်ပါရစေ။ ဗန်ကောက်ကလေးအစအုံပြိုကြမှုမှာအလောင်း16လောင်းတွေ့ထားပြီးဘသူဘဝသိရှိနိုင်ဖို့အတွက်မိသားစုဝင်တွေလှူပြောင်းစည်းရင်တိုင်ကြဖို့အလုံသမားအရေးကူညီနေသူတို့ကတိုက်တွန်းထားပါတယ်။နိုင်ငံတကာဘက်မှာတော့အီရန်နဲ့ဒိုက်ရိုက်နျူကလ িয়ার ဆွေးနွေးပွဲတွေလုပ်မယ်လို့ထရမ်ကကြေညာလိုက်ပါတယ်။ဒီသတင်းနဲ့အပါအဝင်တခြားရေးကြီးသတင်းတွေနဲ့နောက်ဆုံးရငွေလဲနှုန်းရွှေဈေးတွေကိုစူးစီးတင်ဆက်ပေးသွားမှာပါရှင်။အခုပထမဆုံးအနေနဲ့သခိုင်းတိုင်းအထက်ပိုင်းအင်းတော်မျိုးနဲ့ချင်းမြင့်နယ်ဖလန်းမျိုးကိုတော်လင်းရဲတပ်တွေအပိသက်သိမ်းပိုက်နိုင်ခဲ့တဲ့အကြောင်းကိုအရင်ဆုံးပြောပြပေးချင်ပါသေးတယ်။ ဖလက်မြုံမှာရှိတဲ့နောက်ဆုံးလက်ကျန်စက်ကောင်စီရဲ့ချက်လျင်တရင်အမှတ်2669မနေ့ကမနက်ပိုင်းမှာသိမ်းပိုက်နိုင်ခဲ့တယ်လို့တရရင်မြက်စေကနေသိရပါဗျ။ကျင်းကျင်းအောင်အဖွဲ့ CB နဲ့မဟာမိတ်တွေဟာ2024ခုနှစ်နိုဝင်ဘာ9ရက်နေ့ကစပြီးတော့ဖလန်းမြို့သိမ်းတိုက်ပွဲကိုစတင်ခဲ့တာမှာ9လနီးပါအကြာမှာမြို့ကိုလုံးဝထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အလားတူပဲ April 9ရက်ည8နာရီအချိန်လောက်မှာလဲသကိုင်းတန်းအထက်ပိုင်းအင်းတော်မြို့ကစက်ကောင်စီလက်ကျက်စခန်းတွေဖြစ်တဲ့ဂျပန်လှိုင်ကိုစခန်းနဲ့ဖျားကုန်းတွေကိုအပိသက်သိမ်းနိုင်ခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါရယ်စခန်းဆုံခွာသွားတာမျိုးမဟုတ်ပဲလက်နက်ချအញ្ញန့်ခံအလံပြူထောင်သွားတဲ့ပုံစံမျိုးလို့ဆိုပါရယ် အင်းတော်မျိုးသိန်းတိုက်ပွဲကို2024ခုနှစ်ဩဂတ်လ16ရက်နေ့မှာစတင်ခဲ့တာဖြစ်ပြီးတိုက်ပွဲ၈လနီးပါးအကြာမှာသိမ်းပိုင်နိုင်ခဲ့တာဖြစ်ပါတယ်။လက်လွတ်ဆုံးရှုံးလိုက်ရတဲ့အင်းတော်မျိုးနဲ့ဖလန်းမျိုးကိုဒီကနေ့ April 6ရက်နေ့မနက်ပိုင်းမှာစစ်ကောင်စီက၄ချောင်းတိုက်ခိုက်မှုတွေလုပ်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တစီကနေသိရပါတယ်။အင်းတော်မျိုးကို KIA ကဥဆောင်တဲ့တော်လင်ရတက်တွေကသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီးတော့ဖလန်းမျိုးကိုချင်းညောင်အဖွဲ CB နဲ့မဟာမိတ်တွေကသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်ရှင် ငလျင်နမဲခေါ်ဝါနဲ့ပတ်သက်ပြီးတော့အငင်းပွားမှုတွေဖြစ်နေတဲ့အကြောင်းကိုဆက်ကြည့်အောင်ပါမြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကပြင်းအား9.9 Richter scale ရှိတဲ့အင်အားပြင်းငှက်လျင်ကိုမန္တလေးငှက်လျင်လို့ခေါ်ဆိုသတ်မှတ်ဖို့စစ်ကောင်စီက April 9ရက်မနေ့ကပြောဆိုလိုက်ပါတယ်။ မှတ်တမ်းပြုစုရာမှာဖော်ပြချက်တွေရည်ညွှန်းပြောဆိုချက်တွေတူညီစေဖို့အတွက်မန္တလေးငလျင်လိုသုံးစွဲသွားမှာဖြစ်ပြီးတော့ငလျင်နဲ့ပတ်သက်တဲ့သတင်းတွေကိုဖော်ပြနေတဲ့မီဒီယာတွေအနေနဲ့လည်းမန္တလေးငလျင်လိုသုံးစွဲဖို့ပြောသွားခဲ့တာပါငလျင်ဟာစကိုင်းမြို့နယ် area အတွင်းဗဟိုပြုလှုပ်ခတ်သွားတာဖြစ်တဲ့အတွက်စစ်ကောင်စီရဲ့မန္တလေးငလျင်လိုခေါ်ဝေါ်မှုနဲ့ပတ်သက်ပြီးအငင်းပွားမှုတွေလည်းရှိနေတာပါ။ အထိကိမ်းများစွာဖြစ်ပေါ်ခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်သွားတဲ့ငလျင်ဟာသခိုင်းပြည့်၍အင်းဝအပိုင်းကနေသခိုင်းမြို့ရဲ့အနောက်မြောက်ဘက်ကိုဗဟိုပြုတ်ပြီးတော့လှုပ်ခတ်သွားခဲ့တာဖြစ်ပါတယ်။တချို့ကတော့စစ်ကောင်စီဟာဘေးရင်ရရာကြောင့်သခိုင်းပြည့်၍ဂျောကနေလှုပ်တဲ့ငလျင်ကိုသခိုင်းငလျင်လို့မခေါ်ဘဲမန္တလေးငလျင်လို့ခေါ်ဖို့အတင်းကျပ်တိုက်တွန်းနေတာဖြစ်တဲ့အကြောင်းယူဆပြောဆိုနေကြပါရဲ့ရှင်။ ငလင်းတဲ့နဲ့ပဲဆက်ချင်ပါတယ်ပြန်ထန်ငလင်းကြောင့်မန္တလေးမြို့မဆိုးရင်ကြောင်းတိုက်ကတန်က39ပါပြန်လွန်တော်မူသွားခဲ့ရတယ်လို့ကြောင်းတိုက်နိုင်ရကဆရာတော်စီကနေသိရပါတယ်ငလင်းအတွက်မှကြောင်းတိုက်ပြိုကျောင်းမှုကြောင့်ကြောင်းတိုက်ဟောင်းကတန်က18ပါပြန်လွန်တော်မူပြီးလူပုတ်ကိုဧည့်သည်9ယောက်နဲ့မဆိုးရင်တိုက်သက်ကစာတင်သားတန်က22ပါပြန်လွန်တော်မူခဲ့တယ်လို့သိရပါတယ်ဒါပြန်တန်က48ပါလေအကြီးစားတန်ရာတွေရရှိခဲ့တယ်လို့ဆိုပါတယ် ငလျင်ကျောင်းမစိုးရိမ်တိုက်ဟောင်းကကျောင်းဆောင်12ဆောင်းလုံးလုံးဝပျက်စီးသွားခဲ့တယ်လို့မစိုးရိမ်တိုက်တက်မှာလည်း60ရာခိုင်နှုန်းလောက်ထိခိုက်ပျက်စီးသွားတာပါကျောင်းဆောင်တွေပျက်စီးသွားတဲ့အတွက်ပရိယတိစာပေကိုဆက်ပြီးတော့တင် जा နိုင်ဖို့ယာယီကျောင်းဆောင်လေးတွေကိုဆောက်လုပ်ပြီးတင် जा ပေးသွားရင်ပျက်စီးသွားတဲ့ကျောင်းဆောင်တွေကိုဆက်လက်ပြင်ဆင်သွားမယ်လို့မစိုးရိမ်နိုင်ရက်ကဆရာတော်တွေကမိန့်ပါတယ်အလားတူပဲမတ်လ28ရက်နေ့မှာမန္တလေးမဟာအောင်မြင်မြို့နယ်ဦးလှသိမ်းဘိမ့်မှာမှာဓမ္မစရိယစာမေးပွဲဖြစ်ဆိုနေစဉ်ငလျင်လှုပ်တာကြောင့်ကျောင်းဆောင်ပြိုကျခဲ့ပြီးတော့စာဖြေ တန်ကအပါ20ကျော်ပြန်လည်တော်မူက200ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လူမှုကေဆေးရေးအဖွဲ့အစည်းကနေသိရပါတယ်ရှင်။အခုတော့ကချင်ဘက်ကသတင်းတပုတ်ကိုဆက်ကြည့်အောင်ပါ။ကကြလုတ်လည်ရဲ့အဖွဲ KIO စထာနာချုပ်ရှိရာလိုင်းစာမြို့ခြေရန်ဆစ်ဆောင်စခန်းကမင်းကလေးငယ်၃ယောက်ကိုကြံပေးဆွဲတပ်ဖြတ်ခဲ့တဲ့တရက်ခံကို KIO တရားရုံးကတည်တံ့ချမှတ်လိုက်ပါတယ်။ ပြင်းပကျွလွန်သူအုံဆောင်ဒွဲအောင်ကို KIO တရားရေးဌာနကစစ်ဆေးပြီးတဲ့နောက်ပုံမှ6ခုနဲ့တရားစွဲဆိုခဲ့ပြီးတည်ရန်ချမှတ်လိုက်တာဖြစ်တယ်လို့ KIO ပြန်ကြားရေးတက္ကသိုလ် Nets ကဧပြီလ10ရက်နေ့မှာထုတ်ပြန်ပါတယ်အလောင်းတွေရဲ့ဆေးစစ်ချက်အဖြေတွေအရမတိမှုလက္ခဏာတွေကိုလည်းတွေ့ရှိခဲ့ရတဲ့အတွက်ရစသက်ကြီးပုံမှန်302ခခွေ201 364 305 300 386တို့နဲ့အမှုပွင့်ခဲ့တာလို့သိရပါဗျ တရားခံဖြစ်သူအောင်ဆောင်ထွေးအောင်ကိုဘယ်နေ့မှဘလို့ပုံစံနဲ့သိမိတ်ချမလဲဆိုတော့ကိုရောအသေးစိတ်ဖော်ပြထားတာမရှိသေးပါဘူး။အသက်25နှစ်အရွယ်တရားခံအောင်ဆောင်ထွေးအောင်ဟာဖေဖော်ဝါရီ22ရက်ညနေ3နာရီဝန်းကျင်ကဂျင်းရန်စစ်ဆောင်စခန်းမှာနေထိုင်တဲ့အသက်12ရွယ်အကြောင်းသူ2ယောက်နဲ့17နှစ်အရွယ်အကြောင်းသူ1ယောက်တို့ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။အရင်နောက်ကလေးငယ်ရဲ့မိဘတွေစီကိုတရုတ်ငွေ3သိန်းနဲ့ပြန်လာရွေးဖို့ဆက်သွယ်ခဲ့တယ်လို့လည်းသိရပါတယ်။ ဖေဖော်ဝါရီ25ရက်နေ့မနက်ပိုင်းမှာတော့ KIA ကတရက်ခန့်ကိုဖမ်းဆီးရမိခဲ့ပြီးသူရညွှန်ပြချက်နဲ့ပဲမင်းကလေးငယ်ရဲ့အယုတ်အလောင်းတွေကိုပြန်လည်ရှောက်ပွေတွေ့ရှိခဲ့တာဖြစ်ပါရဲ့ရှင်။ အခုနောက်ထပ်အနေနဲ့မြန်မာနိုင်ငံစကိုင်းမြို့အနီးဘ ਹੁ ပြူလှုပ်ခတ်သွားခဲ့တဲ့ငလျင်ကြောင့်ထိုင်းနိုင်ငံဘန်ကောက်မြို့ချက်တူချက်မှာရှိတဲ့ဆောက်လုပ်စဲပြည်နယ်စရင်စစ်ရုံအဆောက်အုံပြူကြောင့်မှုအတွင်ဧပြီ9ရက်ညနေပိုင်းအထိရုံအလောင်း18ရောက်ကိုတွေ့ရှိထားပြီးတော့ဘသူဘဝဖြစ်ကြောင်အတည်ပြုနိုင်ဖို့ခက်ခဲနေတာကြောင့်လုပ်ငန်းခွင်မှာပျောက်ဆုံးနေတဲ့မြန်မာအလို့သမားတွေအနေနဲ့ပျောက်ဆုံးစရင်တိုင်ကြားပေးကြဖို့မြန်မာအလို့သမားအရေးဆောင်ရွက်ပေးနေသူတွေကတိုက်တွန်းပါတယ် ရုပ်တွေကပြက်နေပြီးဖြစ်တဲ့အတွက်ထိုင်းလားမြန်မာလားခွဲမရတာကြောင့် DNA စစ်ဖို့လိုနေတယ်လို့အဆောင်အုံပြောကြားမှုမှာမြန်မာလူသမားတွေအတွက်ကူညီပေးနေတဲ့ Worker Alliance Group WAG အဖွဲ့ကောင်းဆောင်ကိုမှုန်နိုင်ကပြောပါရယ်ရုံလောင်းတွဲရှိထားတဲ့18ယောက်ထဲကမြန်မာအလုသမား3ယောက်ပါဝင်တယ်လို့အတိအကျသိရသေးပြီးတော့ဇနက်သူတွေကဘသူဘဝဖြစ်တဲ့အကြောင်းမသိရသေးပါဘူး တည်ဆုံးသူတွေကဘသူဘဝဖြစ်ကြောင်းအတိအကျသိနိုင်ဖို့ကိုယ့်ရဲ့မိသားစုဝင်တွေပျောက်ဆုံးနေလို့ရှိရင်ကြံရှိနေတဲ့မိသားစုဝင်တွေအနေနဲ့လူပျောက်စရင်တိုင်ကြဖို့လိုအပ်ကြောင်းဆိုပါရယ်။အဆောင်ပြောကြမှုအတွင်မှာပျောက်ဆုံးနေတဲ့သူကအထောက်အထားရှိဖို့မလိုအပ်ပေမဲ့လူပျောက်စရင်တိုင်ကြမဲ့မိသားစုဝင်ကတော့တရားဝင်အထောက်အထားရှိဖို့လိုအပ်ပါရယ်။ ဧပြီလ9ရက်နေ့ညနေပိုင်းနောက်ဆုံးရရှိထားတဲ့အချက်အလက်အရမတ်လ28ရက်နေ့ငလျင်ကျောက်ဇတူချက်ဆောက်လက်ဆာအဆောက်အုံပြိုကျောင်းမှုအတွင်မှရုပ်အလောင်းတွေ့ရှိထားသူ18ယောက်အဆောက်အုံအောက်မှကျန်ရှိနေတဲ့သူ89ယောက်နဲ့ပျောက်ဆုံးနေသူ103ယောက်ရှိကောဈေးကူတာမှုခံယူနေသူ9ယောက်ရှိတယ်လို့သိရပါတယ်။အဲဒီဈေးကူတာမှုခံယူနေသူ9ယောက်ထက်ကမြန်မာလူသား4ယောက်ပါဝင်ပြီးလက်ရှိမှာထိုင်းဆိုရကကူတာမှုဈေးရိတ်တွေကိုတာဝန်ယူထားတယ်လို့ဆိုပါတယ်။ ငလျင်အတွက်မှအဆောင်အုံပြိုကျမှုကြောင့်အထောက်အထားရှိတည်ဆုံတဲ့သူတွေအတွက်နိနာကြီးအနေနဲ့ထိုင်းပြည်ကဘတ်16သိန်းအစိုးရကနေ3သိန်းစုစုပေါင်းဘတ်18သိန်းမြန်မာကျပ်ငွေသိန်းပေါင်း13600ဝန်းကျင်ပေးမှဖြစ်ပြီးတော့ အထောက်အထားမဲ့အလုပ်သားတွေအနေနဲ့လုပ်ငန်းတာဝန်ရှိတဲ့သူတွေကတာဝန်ပေးယူပေးရမှာဖြစ်တယ်လို့ထိုင်းဆိုရကပြီးခဲ့တဲ့ဧပြီလ၁ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဒါအပြင်တရားရရှိထားတဲ့လူမှုဖူလုံရေးကြေဆောင်ထားတဲ့အလုပ်သမားတွေကလည်းငလျင်ကြောင့်အလုပ်လက်မဲ့ပြုမှုအတွက်လောက်အခါတလကိုပတ်8500နဲ့အနည်းဆုံး6လအထိခန်းစားခွင့်ရရှိမယ်လို့ထိုင်းလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ရှင်။ထိတ်တန့်ရောက်နိုင်ငံတကာသတင်းနဲ့ဆက်ချင်ပါတယ်။ အီရန်နဲ့ဒါရက်နျူကလ িয়ার ဆွေးနွေးပွဲလုပ်မယ်လို့ထရမ့်ကြေညာလိုက်တဲ့အကြောင်းကိုကြည်အောင်ပါမက်ရှင်ွယ်ကဆက်ပြီးပြောပြပေးမှာပါရှင်အီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့ဆက်လျင်လို့အဆင့်မြင့်ဒါရက်ဆွေးနွေးပွဲတွေစနေနေ့မှာစတင်ပြုလုပ်သွားမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောလိုက်ပါတယ်အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နေတန်ယာဟူနဲ့အင်ပီရိုမာဆွေးနွေးနေစဉ်ဒီအထိတ်တလန့်ကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်တီရန်နဲ့သဘောတူညီချက်ရလိမ့်မယ်လို့သူမျှော်လင့်ကြောင်း ထရမ့်ကတနင်္လာနေ့မှာ Oval Office မှာပြောကြားလိုက်ပြီးဆွေးနွေးပွဲပြတ်သွားမယ်ဆိုရင်အီရန်သမ္မတနိုင်ငံအတွက်အလွန်အနည်းရကြီးလိမ့်မယ်လို့သူကတတိပေးလိုက်ပါတယ်။နိုင်အနေနဲ့ကြာမှာပဲတီဟီရန်ကလည်းဆွေးနွေးမှုတွေအိုမန်မှာစနေနေ့ပြုလုပ်သွားမယ်လို့အတည်ပြုကြေညာပါတယ်။ဒါပေမဲ့ဒီဆွေးနွေးပွဲတွေဟာတွဲဝိုက်ဆွေးနွေးပွဲတွေသာဖြစ်တယ်လို့အခိုင်အမာထပ်ပြောပါတယ်။တွဲဝိုက်အစစ်မြေဆွေးနွေးပွဲတွေအတွက်အီရန်နဲ့အမေရိကန်တို့စနေနေ့အိုမန်မှာတွေ့ဆုံကြမယ်လို့အီရန်နိုင်ငံခြားရေးဝန်ကြီးက Social Media X မှာ post တင်ပြောကြားထားပါတယ်။ ါအခွင့်အရေးအများကြီးရတာဖြစ်ပြီးစမ်းသပ်မှုလည်းဖြစ်တယ်။ မရိကန်ကတုံ့ပြန်ရမယ်အလှည့်ရောက်နေပါပြီလို့သူကဆက်ပြောပါတယ်။စစ်ဘေးဒဏ်ခံဂါဇာဒေသကတစားခံတွေလွတ်မြောက်လာရေးအတွက် နောက်ထပ်သဘောတူညီချက်ရဖို့အမေရိကန်နဲ့အစ္စရေးတို့ဒီအတော်အတွင်းမှာဆောင်ရွက်နေကြပါလားလို့နေတန်ယာဟုက ပြောပါတယ်။အစ္စရေးနဲ့အီရန်ရဲ့မဟာမိတ်ဟာမတ်စ်အဖွဲ့တို့အကြာရရှိခဲ့တဲ့အပြည့်အစာချုပ်ကဂါဇာမှာပြည့်ပြတ်သွားပါတယ်။ကျွန်တော်တို့အီရန်နဲ့ဆက်သွယ်ဆောင်ရွက်နေတဲ့စနစ်နဲ့မှာအလွန်အရေးကြီးတဲ့အစည်းအဝေးရှိမယ်။ကျွန်တော်တို့သူတို့နဲ့တိုက်ရိုက်ဆက်ဆံနေပါတယ်လို့အမေရိကန်အခွန်တွေကနေရှောင်ရှားဖို့အရေးလာရောက် ွေးနွေးနေတဲ့ Israel နဲ့ဆွေးနွေးပွဲအပြီး Trump ကသတင်းတောက်တွေကိုပြောလိုက်ပါတယ်။အစည်းအဝေးဘယ်မှာလုပ်မယ်ဆိုတာကိုတော့ Trump ကထည့်ပြောမသွားပါဘူး။ဒါပေမဲ့အဆင့်အမြင့်ဆုံးနေပါအစည်းအဝေးဖြစ်မှာဖြစ်ပြီးကိုယ်စားလှယ်ကြားလူတွေပါမှာမဟုတ်ဘူးလို့အသေးချပြောပါရရှင်။ကမ္ဘာတဝန်ကွန်မြတ်မှုတွေကကိုနှစ်အတွမှာအမြင့်ဆုံးကိုရောက်ရှိလာတယ်လို့နိုင်ငံတကာလွန်ငင်းချမ်းသာကွန်အဖွဲ့ကြီး AI ကပြောလိုက်ပါတယ်။အပြည့်စုံကိုဆက်ကြည့်လိုက်ရအောင်ပါရှင်။မနှစ်ကကွန်မြတ်ခံရတယ်လို့သိရှိရတဲ့အရေးတော့ဟာဆယ်စုနှစ်တစ်ခုအတွင်းအမြင့်ဆုံးကိုရောက်လာတယ်လို့ နိုင်ငံကလူငင်းချမ်းသာခွင့်အဖွဲ့ကြီး AI ကအင်္ဂါနေ့ကပြောလိုက်ပါတယ်လူတွေကိုအများဆုံးကုမြတ်ခဲ့တဲ့နိုင်ငံတွေကတော့ Iran, Iraq နဲ့ Saudi Arabia တို့ဖြစ်ကြပါတယ်2024ခုနှစ်မှာကမ္ဘာတဝန်းကုမြတ်ခံရသူဦးရေဟာ2015ခုနှစ်က1634ယောက်ရှိပြီးကတည်းက1538ယောက်အထိစံချိန်တင်အများဆုံးကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်လို့ အဲ့ဒီလူခွင့်ရေးအဖွဲ့ရဲ့အသေးတမ်းစီရင်မှုအကြောင်းနှစ်ပတ်လည်အစီရင်ခံစာမှာဖော်ပြထားပါတယ်။ဒီကိန်းဂဏန်းဟာ2023ခုနှစ်နဲ့နှိုင်းစာရင်သိရှိရသမျှကွန်မြတ်မှုတွေ32ရာခိုင်နှုန်းပိုများလာတာဖြစ်ပါတယ်။ဒီအထက်မှာထောင်ပေါင်းများစွာကွန်မြတ်ခံရတယ်လို့ယုံကြည်ရတဲ့တရုတ်ပြည်ရင်ကွန်မြတ်မှုတွေမပါဝင်သေးပါဘူး။ တရုတ်ဟာကမ္ဘာပေါ်မှာကွန်မြတ်မှုအများဆုံးနိုင်ငံဖြစ်ပြီးအလားတူနိုင်ငံတွေကတော့မြောက်ကိုရီးယားနဲ့ဗီယက်နမ်တို့ဖြစ်ကြပါတယ်။မနေ့ကသိရှိခဲ့ရသမျှကွန်မြတ်မှုတွေအထက်မှာအီရန်၊အီရတ်နဲ့ဆော်ရီအာရေဗျားနိုင်ငံတွေမှာကွန်မြတ်မှုက67ရာခိုင်နှုန်းရှိပြီးဒီသုံးနိုင်ငံစလုံးမှာတည်ရန်ချမှတ်မှုတွေတိုးလာခဲ့တာကြောင့်အခုလိုကမ္ဘာတဝန်းလုံးကွန်မြတ်မှုတွေမြင့်တက်လာခဲ့ရတာဖြစ်တယ်လို့ဒီအဖွဲ့ကပြောပါတယ်။ သိရှိရသမျှကွန်မြတ်မှုတွေရဲ့64ရာခိုင်နှုန်းကိုအီရန်နိုင်ငံ တနိုင်ငံတဲကလုတ်ခဲ့တာဖြစ်ပါတယ်။အနည်းဆုံး982ယောက်ကိုကွန်မြတ်ခဲ့ပြီးတော့ဒါဟာမနှစ်ကနဲ့စာရင် လူပေါင်း100ကျော်တိုးလာတာဖြစ်ပါတယ်။ ခေါင်းဖြတ်ကွန်မြတ်လေးရှိတဲ့ Sorry Arabia နိုင်ငံမှာတော့မနှစ်က182ယောက်ရှိခဲ့ရာကနေအခုနှစ်မှာနှစ်ဆတိုးပြီးတော့အနည်းဆုံး345ယောက်အထိရှိလာခဲ့တာပါ။ Iraq ကတော့အရင်ကအနည်းဆုံး16ယောက်ကနေ၄ဆတိုးပြီးတော့အခုအနည်းဆုံး63ယောက်အထိရှိလာခဲ့တာလို့ AI ကပြောပါတယ်ရှင်။ အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊စောင်းဈေးစီနဲ့ဆက်သုံးဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မြစမသတင်းတော်ကိုမြတ်သူရာကပေးပို့တင်ဆက်ထားပါတယ်ရှင်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲနှုန်းတွေကတော့ American Dollar ကို6.0ကျပ်တက်မှတ်စေ2100ကျပ်၊ပြင်ပပေါင်စေ4460ကျပ်၊ Singapore Dollar ကို6.0ကျပ်တက်မှတ်စေ1558.86ကျပ် ြင်ပပေါင်စီ3300ကျပ်ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စီ1302.65ကျပ်ပြင်ပပေါင်စီ4900ကျပ်ထိုင်းဘတ်တဘတ်ကိုစစ်ကောင်စီတတ်မှတ်စီ60.54ကျပ်ပြင်ပပေါင်စီ128.44ကျပ်မလေးရှားတရင်ကီကိုစစ်ကောင်စီတတ်မှတ်စီ468.85ခွန်5ကျပ်ပြင်ပပေါင်စီ994ကျပ်ပေါင်စီရှိပါတယ် ဖော်ပြပါငွေလက်လက်နှုံးတွေဟာအချိန်နဲ့မျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုံးတွေကတော့အခောက်ရွှေတစ်ချပ်သားကို ရွှေကုံတဲ့အတင်းသတ်မှတ်စေ56သိန်း1000ကျပ်ပြင်ပပေါင်စေ68သိန်း4000ကျပ်15ပဲတစ်ချပ်သားကိုရွှေကုံတဲ့အတင်းသတ်မှတ်စေ52သိန်း5985ကျပ်ပြင်ပပေါင်စေ64သိန်း4000ကျပ်ပေါင်စေရှိပါတယ်။ ပေါ်ပြပါရွှေစင်းနှုတ်တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါလေ။နောက်ဆုံးရရန်ကုန်73စီစင်းနှုတ်တွေကတော့ဒီဇယ်1လီတာကို2580ကျပ်၊ပရီမီယံဒီဇယ်1လီတာကို3190ကျပ်၊အော်ဒိ92လီတာကို3000ကျပ်၊အော်ဒိ95လီတာကို3050ကျပ်ပေါင်းစည်းရှိပါတယ်။ပေါ်ပြပါ73စီစင်းနှုတ်တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါလေ။ နောက်ဆုံးရစာအုပ်စီဈေးနှုန်းတွေကတော့စာအုပ်စီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စီ6,980ကျပ်ပြင်ပပေါ့စီ9,500ကျပ်ပေါ့စီရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ တမင်းစမပရိုင်တိုင်းမင်းစမတဲ့အစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါကြေရှောအပေးကြတဲ့ပြည်သက်တီအားလုံးကိုကျေးဇူးတင်ပါတယ်ဒီအစီအစဉ်ကိုတော့ကျွန်မသူချမ်းကတင်ဆက်ပေးခဲ့တာပါတမင်းစမပရိုင်တိုင်းတဲ့အစီအစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိည9:00နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ပြည်သက်တီအားလုံးတဘာဝဘေးစစ်ဘေးကနေကင်းဝေးနိုင်ကြပါစေရှင်